ားလုံးပဲမင်္ဂလာပါမချင်းမင်းနစ်ကနေပြန်လည်ကြိုဆိုလိုက်ပါရီမချင်းမင်းနစ်ပရိသတ်များအတွက်ဒီကနေ့ရွေးချယ်ထားတဲ့ animation လေးကတော့ Kung Fu Panda 4 2024ရုပ်ရှင်လေးပဲဖြစ်ပါရီတိုင်လောင်းနဲ့တရုတ်နိုင်ငံရဲ့အကြီးကျယ်ဆုံးငကားသူရဲကောင်းတွေပြန်လည်ရှင်းသက်လာပြီးသွားတဲ့နောက်မှာတော့ပူကတော့သူတို့ကိုတိုက်ခိုက်ဖို့ငကားသူရဲကောင်းအစ်စ်တွေနဲ့ဖွဲ့စည်းမှာပဲဖြစ်ပါရီကဲစင်သစ်ဖြစ်ပြီးဆိုရင်တော့ကျွန်တော်ရဲ့ recap လေးကိုစတင်လိုက်ကြရအောင်ပါကျွန်တော်ကတော့ထုံးစံတိုင်းစီစဉ်တင်ဆက်သူဆက်ပဲဖြစ်ပါရီ ီယောင်မိုင်းတစ်ခုမှာတရိษံအုပ်စုတစုကအလုံးလုံးနေကြပြီးတော့အဲ့ဒီအချိန်မှာပဲမီးရင်တွေအလုံးကငြိမ်သွားခဲ့ပါပြီ။ရုတ်တရက်တိုင်လောင်းပေါ်လာခဲ့ပြီးတော့မိုင်းကိုမီးလောင်အောင်လုံးလုံးလိုက်ပါပြီ။ပြီးတော့တိုင်လောင်းကတော့သူ့ကိုငကားသူရဲကောင်းတော်မှမတားဆီးနိုင်ဘူးဆိုပြီးတော့ပြောခဲ့ပြီးတော့အလုံးသမားတွေကိုဒီစကားကိုတရုတ်တနိုင်ငံလုံးမှာလိုက်ပြီးတော့ဖြန့်ခံလိုက်ပါပြီ။အစ်တစ်ဖွင့်ထားတဲ့စားတောက်ဆိုင်မှာတော့ပင်းနဲ့လီရှန်တို့ကသူတို့သားကို ဖွင့်ပွဲဖဲချိုးဖျက်ဖို့ကိုစောင့်နေခဲ့ကြပါသည်အဲ့ဒီအချိန်မှာပဲပိုကတော့တမုတ်တရားအစုံမှရွာကိုတိုက်ခိုက်နေတဲ့တတိပြောင်းကမန်းတွေနဲ့ကိုတိုက်နေခဲ့ပါသည်သူကတော့ခြေကိုကျွမ်းကျင်စွာအသုံးပြုတ်သက်သွားပြီဖြစ်လို့ဒီသတ္တဝါတွေကိုလွယ်လွယ်နဲ့ကိုမှအနိုင်ယူနိုင်သွားပြီလေဖြစ်ပါရင်ကလေးကိုမြိုချထားတဲ့ငမန်းကိုဖမ်းလိုက်ပြီးတော့ကလေးကိုအဖေးစီကိုပြန်ပို့ပေးလိုက်ပါရင်ကလေးကိုကယ်တင်ပြီးသွားတဲ့နောက်မှာပိုကလည်းစားတောက်ဆိုင်ကိုပြန်ပို့ပေးသွားပေမဲ့သူ့ရဲ့ပရိသတ်တွေကလက်မှတ်လိုချင်လို့လာတားရင်နဲ့လမ်းပိတ်သွားခဲ့ရပါရင်အဲ့ဒီအချိန်မှာပဲရှီဖူကတော့လူကိုကြားထဲမှာပေါ်လာခဲ့ပြီးတော့အရေးတကြီးစကားပြောဖို့လိုတဲ့ဆိုပြီးတော့ပြောလိုက်ပါရင် ဒါပေမဲ့လို့ပိုကတော့သူ့အလုပ်များနေတာကြောင့်အခမ်းအနားပြီးမှပြောမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ဖွင့်ပေးမှာတော့ပိုကတော့အောက်ကွေးကိုရံပေးခဲ့တဲ့မော်တုတ်တန်ကိုပြပြီးတော့အဲ့ဒီမော်တုတ်တန်ကဝိညာဉ်လောကစီကိုသွားတဲ့တကားကိုဖွင့်နိုင်တဲ့အစွမ်းနေရှိတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ပြီးတော့သူကခုအဲ့ဒီမော်တုတ်တန်နဲ့စားတော့ဆိုင်အစ်တစ်ကိုဖွင့်လိုက်ပြီဆိုပြီးတော့လည်းပြောလိုက်ပါတယ်။လူတွေကတော့အောက်ဘက်ခန့်နေကြတော့မှကလေးတယောက်က Tigress အချောင်းကိုမေးလိုက်ပါတယ်။ပိုကတော့ FIDE FIDE တွေဟာတရုတ်နိုင်ငံတဝမ်းကိုတာဝန်တည်တည်နဲ့ကိုမှထပ်သွားကြပြီဖြစ်ပြီးတော့ဒါကတော့သူတို့ပထမအဦးဆုံးအချင်းခွဲရတာဆိုတာကိုပြပြလိုက်ပါတယ်။ ရှင်းပြပြီးသွားတဲ့နောက်မှာတော့ Shifu ပြန်ပေါ်လာခဲ့ပြီးတော့စကားပြောဖို့ကိုပြန်ပြောလိုက်ပါတယ်။သူကတော့ပို့ကို J Place ကိုခေါ်သွားခဲ့ပြီးတော့သူ့ရဲ့အတွင်းစိတ်ငြိမ်းချမ်းမှုရရှိပြီဖြစ်လို့နောက်တစ်ဆင့်တက်ဖို့ကိုအချိန်တန်ပြီးဆိုပြီးတော့ပြောလိုက်ပါတယ်။ Shifu ကတော့ပို့ကိုနောက်ထပ်တကားစစ်တီတယောက်ကိုရွေးချယ်ပြီးတော့အောက်ကွေးရဲ့လမ်းကိုလိုက်ကငြိမ်းချမ်းမှုရွာရဲ့ခေါင်းဆောင်ဖြစ်ဖို့ကိုပြောပါတယ်။ဒါဟာကွန်ဖူရဲ့မြင့်ဆုံးရာထူးဖြစ်ပါတယ်။သူအစင်တိမဖြစ်သေးဘူးလို့ထင်တဲ့ပိုကတော့အခုချိန်ဆိုရင်ငကားစစ်တီဖြစ်ကိုဆက်လက်ဆောင်ရွက်မယ်လို့ပြောပြီးတော့ရှီဖူကိုပဲခေါင်းဆောင်လုပ်ဖို့ကိုပြောလိုက်ပါတယ်။ ဒါပေမဲ့လို့ရှီဖူကတော့သူကအော့ကွေးစီကရွေးချယ်ခံရတဲ့သူမဟုတ်တဲ့အတွက်ဒါဟာသူ့ရဲ့ကံကြမ္မာကြီးမဟုတ်ဘူးဆိုပြီးတော့ပြောလိုက်ပါတယ်။ပူကတော့ငကားစစ်တီဖိရတာကသူတီးတဲ့တခုတည်းသောအရာဖြစ်ပြီးတော့အခုအတိုင်းဆက်ပြီးတော့ထားကျင်နေဆိုပြီးတော့ပြောလိုက်ပါတယ်။ဒါပေမဲ့လို့ရှီဖူကတော့သူ့မှာရွေးချယ်စရာမရှိဘူးလို့ပြန်ပြောလိုက်ပြီးတော့ရွေးချယ်ပွဲစတင်မှုကိုလွှတ်လိုက်ပါတယ်။နောက်တနေ့မှာတော့ငကားစစ်တီဖိချင်တဲ့စစ်တီတွေကသူတို့ကိုသူတို့ကိုမိတ်ဆက်လိုက်ပါတယ်။လူရန်ကိုကောင်းတယ်လို့ထင်ပေမဲ့လို့ပိုကတော့သူ့ကိုသူပဲငကားစစ်တီဖြစ်ကိုရွေးချယ်လိုက်ပါရင်အခမ်းအနားပြီးတော့တဲ့နောက်မှာတော့ရှီဖူနဲ့ပိုတို့ကလည်းစကားထပ်ပြောကြပါရင် ရှီဖူကတော့သူ့ပို့ကိုအတွင်းစိတ်ညံ့ညက်မှုရှာဖွေနေတော့စစ်ကြောဝရာကိုမေးမြန်းကြည့်ဖို့ကိုအကြံပေးလိုက်ပါတယ်။ပိုဟာတစုံတယောက် J Police ကိုချိုးဖောက်ဝင်ရောက်လာတာကိုမြင်လိုက်ပါတယ်။အဲဒီအချိန်မှာတကိုးဟာလည်းနင်ဂျာတယောက်လိုမျိုးအရေးထဲကနေကိုသွားနေခဲ့ပြီးတော့ဘယ်သူမှတတိမထားမိပဲနဲ့အယောက်ဝတ္ထုမျိုးစုံကိုကောက်ယူနိုင်ပါတယ်။အောက်ကွေးရဲ့ရုပ်ထုရဲ့အရေးထဲကနေကိုကြည့်ရင်လည်းပိုဟာလည်းတကိုးကိုမြင်ပြီးတော့ရင်ဆိုင်ဖို့ကိုလိုလိုက်ပါတယ်။တကားစစ်တေကိုရှောင်းနေတော့မှပဲတကူကသူ့ရဲ့ခေါင်းဆောင်ကိုချက်လိုက်ပြီးတော့မြေခွေးတကောင်ဖြစ်နေတာကိုတွေ့လိုက်ရပါပြီ ပိုဟာလဲရှင်းဟောင်းပစ္စည်းတွေမပြည့်စည်ရလို့ကောက်ွယ်ကျင်တာကြောင့်မြေခွေးကရှင်းဟောင်းပစ္စည်းတွေကိုကြောက်ွယ်သွားအောင်လို့လှုပ်လိုက်ပြီးတော့ပိုကတော့ထိန်လိုက်ပေမဲ့လည်းဒဏ္ဍာရီလားပစ္စည်းတစ်ခုကတော့ကွယ်သွားခဲ့ပါပြီ။အဲဒီနောက်မှာတော့ပိုကမြေခွေးတတိလင်းနေတာကိုတတိထားမိပြီးတော့ဘာဖြစ်သွားလဲဆိုတာကိုကြည့်ဖို့အနာကိုမှသွားလိုက်ပါပြီ။ဒါပေမဲ့လို့သူကတော့ဟန်ဆောင်နေတာဖြစ်ပြီးတော့ပိုအနာရောက်လာတာနဲ့ပိုရဲ့မျက်နှာကိုကန်လိုက်ပါပြီ။အဲဒီနောက်မှာတော့သူကမှော်ဒုတ်တန်ကိုယူပြီးတော့ထွက်ပြေးဖို့ကိုလှုပ်လိုက်ပေမဲ့ပိုကတော့လက်မလျှော့ဘဲနဲ့သူ့စီတန်တုံးကိုကန်ပစ်လိုက်ပါပြီ။မြေခွေးကိုအာယုံပြောင်းသွားအောင်လို့လှုပ်ပြီးတော့တန်ကြိုးတွေနဲ့ကိုချုပ်လိုက်ပါပြီ။ ဒီနည်းလမ်းနဲ့သူဟာလည်းမော်တော်တန်ကိုပြန်ရပြီးတော့တခိုးကိုဖမ်းမိတော့ခဲ့ပါပြီ။ထောင်ထဲကိုမဝင်ခင်မှာပဲပိုစီကိုမိုင်းလုတ်သားတွေကရရှိလာခဲ့ပြီးတော့တိုင်လောင်ကပြန်ပြီးတော့ရောက်လာတဲ့အကြောင်းပြောခဲ့ပြီးတော့မင်းကိုနေကိုမေးလိုက်ပါပြီ။ဆစ်ရှုပ်သွားတဲ့ပိုကတော့သူကဝဉ္ကြီးလောကမှာပဲရှိတဲ့နယ်လို့ပြောပြီးတော့သူ့ရဲ့ရန်သူဟောင်းကိုဖမ်းဖို့အတွက်ခီးထွက်ဖို့ကိုဆုံးဖြတ်လိုက်ပါပြီ။မိုင်းတွေမှာတော့ပိုကတော့တိုင်လောင်ရဲ့ခြေရာတွေကိုတွေ့ခဲ့ပြီးမယ်လို့ခြေရာတွေကတဖြည်းဖြည်းချင်းကိုမှမြင်းခြေရာဖြစ်သွားခဲ့ပြီးတော့ နောက်ဆုံးတွားတွားတရွာတကောင်ရဲ့ခြေရဖြစ်သွားခဲ့ရပါတယ်။ဒီကိစ္စကမြေခွေးနဲ့ဆိုင်တယ်လို့ထင်တဲ့ပိုကတော့သူ့နဲ့စကားပြောဖို့ထောက်ကူသွားလိုက်ပါတယ်။အဲ့ဒီနေရာမှာပဲဆန်ကဒါသူမနဲ့မဆိုင်ဘူးဆိုပြီးတော့ပြောပါတယ်။ဒါပေမဲ့လို့မိုင်းကိုဝင်ရောက်တဲ့သူဟာအသွင်ပြောင်းမျိုးစုံနိုင်တဲ့ပုတ်တင်ဆွမ်းအရှင်ဖြစ်နိုင်တယ်ဆိုပြီးတော့ပြောပါရည်။ရှုပ်ထွေးနေတဲ့ပိုကတော့ဘာကြောင့်ပုတ်တင်ကတိုင်လောင်းအသွင်ပြောင်းပြီးတော့သူနဲ့ရင်ဆိုင်ချင်တာလဲဆိုပြီးတော့မေးလိုက်ပါရည်။ဒါပေမဲ့လို့မြေခွေးကတော့သူမကိုဓာတ်ရိုက်မေးတဲ့နဲ့ဆိုပြီးတော့ပြောလိုက်ပါရည်။ဒါအကောင်းဆုံးအကျင့်ဖြစ်မဲ့တဲ့ပိုကတော့သူမကိုဘယ်လိုရှာရမလဲဆိုတာကိုမေးလိုက်ခဲ့ပြီးတော့ဇန်ကတော့သူ့ကိုလှုပ်ပေးရင်တော့ကုညီနိုင်တယ်ဆိုပြီးတော့ပြောလိုက်ပါရည်။ ူကတော့အကျဉ်းသားကိုလွတ်ဖို့ကိုဆုံးဖြတ်နေတော့မှပဲရှီဖူကရရှိလာခဲ့ပြီးတော့တားလိုက်ပေမဲ့ပန်နာကတော့သဘောတူညီချက်အတိုင်းကိုလုပ်ပြီးတော့ပုတ်တင်ကိုရှာဖို့မြေခွေးကိုလွှတ်ပေးလိုက်ပါတယ်။သူတို့ကတော့တရုတ်နိုင်ငံရဲ့တခြားသောဗတ်ချန်းကိုခီးတူတူထွက်လိုက်ကြပါတယ်။သူရဲ့မိဘတွေကတော့စားတော့ဆိုင်မှာနေပြီးတော့ပုတ်တင်ရဲ့ဆွာအကြောင်းကောလာဟာလာတွေကိုနားထောင်နေခဲ့ကြပါတယ်။ဗလီဇော့ဖိစ်ကနေပြီးတော့ဝေးကွာတဲ့နေရာမှာအမျိုးသမီးဆွာအရှင်ဟာတရုတ်နိုင်ငံတော်ဝန်ကအကြီးဆုံးရာဇဝတ်ကိုင်ကောင်းဆောင်တွေနဲ့ကိုအစည်းအဝေးခေါ်လိုက်ပါတယ်။ သူမပေါ်မလာခင်အချိန်မှာပဲလူမိုက်တွေဟာသူတို့ဘာသာသူတို့အာနာတိန်ဖို့ကိုစီစဉ်နေကြပါတယ်။ပုတ်တင်ဟာလည်းသူတို့တဲကတယောက်ဖြစ်ကိုအသွင်ပြောင်းထားတာကိုမသိကြပဲနဲ့သူမရဲ့အမှန်တကယ်ပုံစံကိုပြပြသွားတဲ့နောက်မှာပုတ်တင်ကလည်းသူတို့ရဲ့အမျက်60ရာခိုင်နှုန်းကိုသူ့စီကိုဆက်တရင်တော့သူတို့အမားကိုခွင့်လွှတ်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။တိတဲ့အတိုင်းပဲခေါင်းဆောင်တွေညှင်းဆန်လိုက်ကြပြီးတော့ပုတ်တင်ကလည်းစင်အသွင်ကိုပြောင်းပြီးတော့ဝုံဝုံကိုတိုက်ခိုက်ကလှေကားထက်ကနေကိုတွန်းချလိုက်ပါတယ်။သူပြုတ်နေတော့မှတခြားသူတွေကထွက်ပြေးလိုက်ကြပြီးတော့ပုတ်တင်ကသူတို့လာပြီးတော့ဆက်တော့ဖို့ကိုမှမုန်းလဲကျင်အထီကိုစောင့်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ ။ Valise Office မှာတော့ Mr. Pin ဟာလည်းစိုးရိမ်ပူပန်နေပြီးတော့ပုံနောက်ကိုလိုက်ဖို့ကိုဆုံးဖြတ်လိုက်ပေမဲ့လီရှန်နဲ့တိုက်မိသွားခဲ့ပြီးတော့သူတို့နှစ်ယောက်စလုံးကလည်းအတွေးအတူနေကြတာကိုသိသွားခဲ့ရပါပြီ။ဒါကြောင့်မလို့နှစ်ယောက်ဟာလည်းသူတို့သားကိုရှာဖွေဖို့တက်ကိုမှတူတူခီးထွက်လာခဲ့ကြပါပြီ။ဝေးကွာတဲ့နေရာမှာတော့ပုံနဲ့မြေခွေးဟာလည်းဂျနီပါစီးတီးကိုရောက်ဖို့ကြိုးစားနေကြပါပြီ။ဒါပေမဲ့လူကြီးမားတဲ့အင်းကိုဖျက်ရအောင်မှလည်းဖြစ်ပါပြီ။ဖျက်ကူးဖို့ရွေးလေထိုးသူကိုရှာဖို့အနီးနားကဘာတစ်ခုကိုတွားကြပြီးတော့အဲ့ဒီမှာရန်လိုတဲ့သူတွေကပြစ်နှက်နေကြပါပြီ။အထက်ကိုရောက်တဲ့အခါမှာတော့မြေခွေးကဟန်ဆောင်ပြီးတော့လောင်ကစားပွဲတစ်ခုမှဝင်ဆော်လိုက်ပါပြီ။ တခြားသောကစားသမားတွေရဲ့ပတ်စံနေအားလုံးကိုယူနေတော့မှာပဲပိုကသူတို့ကိုတစ်ဖက်ကန်းကိုခေါ်သွားပေးမယ်လို့ငှက်တကောင်တွေကိုစကားပြောလိုက်ပါတယ်။မြေခွေးကတော့သူ့ရဲ့ပတ်စံနဲ့သူတို့နှစ်ယောက်အတွက်ကိုစားတော့ပွဲကြီးတစ်ခုကိုဝယ်ကြွေးလိုက်ပါတယ်။စားနေတော့မှာပဲပိုကမြေခွေးနဲ့ကိုတိုက်မိပြီးတော့သူခိုးထားတဲ့ပစ္စည်းတွေကပြုတ်ကျသွားခဲ့ရပါတယ်။ဒေါသထွက်နေတဲ့ဆိုင်ရှင်ကတော့ပိုနဲ့မြေခွေးကိုခေါ်ပြီးတော့တခိုးတွေလုဆုပ်ပြီးတော့အော်လိုက်ပါတယ်။အမှန်တိုင်းကိုဖြည့်ရှင်းကျင်တဲ့ပန်နာကတော့ထမင်းဖို့ပေးနိုင်တယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ဒါပေမဲ့လို့ဝဝန်ကြီးကတော့အလုံးမကြပဲနဲ့သူတို့ကိုလိုက်ဖမ်းဖို့ကိုအမိန့်ပေးလိုက်ပါတယ်။ ပိုးနဲ့ဂျန်တို့ကတော့လူမိုက်တွေနဲ့တိုက်ခိုက်လိုက်ကြပြီးတော့သူတို့ရဲ့လှုပ်ရှားမှုတွေကြောင့်ဘာကကြောင်တုံးပေါ်မှာမညီမညာကိုဖြစ်ပြီးတော့လှုပ်နေကြရပါတယ်။ပိုဟာရန်သူနဲ့တိုက်ခိုက်နေရတော့မှပဲမြေခွေးကအခွင့်ကောင်းယူပြီးတော့တက်နိုင်တဲ့များခိုးယူလိုက်ပါတယ်။ဒါပေမဲ့လို့ပန်တာကတော့မြေခွေးကိုဖမ်းပြီးတော့ပစ္စည်းတွေကိုပြန်ပေးခိုင်းလိုက်ပါတယ်။အချိန်မပြုံးကျင်တော့တဲ့ပန်တာကတော့ချီကိုအုံပြပြီးတော့ရန်သူအားလုံးကိုတပြိုင်တည်းကိုမှလဲကြအောင်လို့လုပ်လိုက်ပါတယ်။ဒါပေမဲ့လို့ဆန်ရှင်ကတော့ရက်နေခဲ့ပြီးတော့ပို့ကိုလိုက်ပြီးတော့တိုက်ခိုက်လိုက်ပါတယ်။သူတို့နှစ်ယောက်စလုံးကိုဘာကနေကိုထုတ်ပြီးတော့ရေကန်ထဲကိုပြစ်လိုက်ပါတယ်။ မြို့ရဲမှာရှိနေတဲ့လူစုတွေကတော့ဂျနီပါစီတီရဲ့အလဲကိုပို့တင်ကိုဆက်သားဖို့ပစ္စည်းတွေကိုယူသွားကြပေမဲ့သူကတော့မကျင်နဲ့သေးပါဘူးတရုတ်နိုင်ငံကိုတိမ်ပိုက်ဖို့ကိုပတ်စံတွေထက်လို့အနေတည်တယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ခေပေါ်မှာပန်တာနဲ့မြေခွေးဟာလည်းဂျနီပါစီတီကိုရောက်ပြီးတော့မြို့လန်းတွေမှာလူလလက်ကိုမှသွားလာနေကြပါတယ်ဒါပေမဲ့လို့မြေခွေးကတော့ခိုးမှုနဲ့ကိုမှအလိုရှိနေသေးတာဖြစ်တာကြောင့်ကျွေးနှက်ကောင်ကသူမကိုဖမ်းပြီးတော့ထောက်ကိုခေါ်ဆောင်သွားခဲ့ပါတယ်သူမကိုလိုအပ်နေတဲ့ပိုကတော့ဝင်တားလိုက်ခဲ့ပြီးတော့သူဟာလည်း Dragon City ဖြစ်ကြောင်းကိုမိတ်ဆက် ကသူကတော့ပိုရဲ့တာဝန်အစ်တစ်ခုအတွက်ကိုလိုက်ပါနေတာဆိုပြီးတော့ပြောလိုက်ပါတယ် ကံမကောင်းစွာပဲစောင့်နေကငကားစစ်တီအကြောင်းကိုမကြောက်ဘူးကြတာကြောင့်ပို့ကိုပါကြံ့ရပါဖြစ်ကိုမှဖန်ခေါ်သွားခဲ့ပါတယ်။အိမ်နောက်မှာတော့မြေခွေကသူမနီးနဲ့ကိုသူမကြိုးစားမယ်ဆိုတာကိုပြောခဲ့ပြီးတော့သူမရဲ့အိတ်ထဲကလှုပ်ဝက်တော်နဲ့လှောင်ရင်ကိုဖွင့်ကထွက်ပြေးလိုက်ပါတယ်။ဒါပေမဲ့လို့အဆောင်တွေကတော့သူတို့ပျောက်သွားတာကိုသိပြီးတော့လိုက်ဖမ်းကြတာကြောင့်သူတို့နှစ်ယောက်ကတော့ရှေးပိုင်လမ်းတစ်ခုကနေကိုထွက်ပြေးရပါတယ်။တခြားသောတစ်ဖက်မှာသူတို့ကလည်းလက်တစ်ခုပေါ်ကိုချသွားခဲ့ပြီးတော့လင်းနဲ့တူတူလေကားကနေကိုပျောက်ချသွားခဲ့ရပါတယ်။နောက်ထပ်သွားစရာမရှိတော့တဲ့အတွက်ကိုပို့ကလည်းဆုံတစ်ခုပေါ်ကိုခုန်တက်ပြီးတော့ပြေးလိုက်ပါတယ်။ လမ်းမတော့ပိုကတော့စွန်ကျိုးတွေနဲ့ကိုညှိပြီးတော့အဆောင်တွေကြတဲ့ကြမလို့ကိုဖြစ်သွားပေမဲ့လို့ပြန်တက်နိုင်ပြီးတော့အင်တချိုးရဲ့မိုးပေါ်ကနေကိုလိမ့်ချသွားခဲ့ရပါတယ်။မြေပေါ်ကိုရောက်တဲ့အခါမှာတော့သူတို့နှစ်ယောက်ကလည်းလွတ်တဲ့အထိကိုပြေးကြရင်လည်းအဆောင်တွေနီးလာတဲ့အခါမှာမြေခွေးကသူတို့ရဲ့ရှိမှရှိတဲ့ဆောင်းတစ်ခုကိုတီးပြီးတော့လှုပ်ဝက်တဲ့လမ်းကြောင်းကိုဖွင့်ပေးလိုက်ပါတယ်။သူတို့ကအဖမ်းခံရမှကနေပိုရှောင်းတိန်နိုင်ခဲ့ပြီးတော့မြေရောက်မှာတော့ဇန်းကလည်းပိုကိုဒီနီယာကသူ့ရဲ့မိသားစုလို့ဖြစ်နေတဲ့အတွက် AC အနားယူလို့ရတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ဒါပေမဲ့လို့သူမမျှော်လင့်ထားတာနဲ့မတူဘဲနဲ့တခြားသောရာဇဝတ်သားတွေဟာသူတို့နှစ်ယောက်ကိုဖမ်းပြီးတော့သူတို့ကိုတတ်ဖို့ပြောကြပါတယ်။ ဒါမဖြစ်အောင်လို့မြေခွေးကတော့သူနဲ့တူတူရှိနေတဲ့ပန်ဒါဟာလည်း Dragon City ဖြစ်တယ်လို့တတိပေးပါရီဒါပေမဲ့လို့ဂျန်နီပါ City မှာဘသူမှပို့ကိုမတိကြပါဘူးအဲဒါကြောင့်ပိုကတော့ဝိညာဉ်ရေးရာခေါင်းဆောင်တယောက်ရဲ့ဉာဏ်ပညာကိုသုံးဖို့ကြိုးစားပါရီလက်ရှိချိန်မှာတော့အကျန်းဖတ်မှုကိုသုံးသူဟာအနာဂတ်မှာပို့ပြီးတော့ပြင်းထန်တဲ့ရှင်လုံမှုကိုသာရှာတွေ့မယ်ဆိုတဲ့ဆိုရိုးစကားကိုပြောလိုက်ပါရီကံမကောင်းစွာနဲ့ပဲဘသူမှသူပြောနေတာကိုနားမလည်ကြပါဘူးအခုသူတို့ကိုမနာကျင်စေရင်အနာဂတ်မှာပိုဆိုးတဲ့ဒုက္ခပေးနိုင်တယ်ဆိုပြီးတော့ထင်ကြပါရီမာယွန်းနဲ့နားလည်မှုဖြစ်ပေမဲ့လို့ပိုဟာလည်းသူတို့ကိုခဏလောက်ကိုညှိနှိုင်းသွားအောင်ဆိုပြီးတော့လုပ်နိုင်ပါရီ မြို့ပြဘက်မှာတော့ပင်နဲ့လေရှမ်းတို့ဟာလည်းသူတို့တားဖြတ်သွားတဲ့ဘားကိုရောက်လာခဲ့ကြပါတယ်။ဘာဖြစ်ခဲ့တယ်ဆိုတာကိုမသိကြပါဘူး။ပင်ကတော့ပန္နာတကောင်ကိုမြင်မှုလားဆိုတာကိုမေးလိုက်ခဲ့ပြီးတော့အဲ့ဒါကသူ့ရဲ့သားလို့ပြောလိုက်ပါတယ်။အဲ့ဒါကိုကြားတဲ့အခါမှာရန်စွေသားတွေဟာလည်းငှက်ကိုဖမ်းပြီးတော့သူ့ရဲ့ခေါင်းကိုရင်းနှီးပူအုံနာမှာကိုထားလိုက်ကြပါတယ်။ရွေးချယ်ဆရာမရှိတော့တဲ့လီရှန်းဟာလေပိုရဲဆရာဖြစ်ကိုဟန်ဆောင်လိုက်ပြီးတော့ Dragon Warrior ထက်တောင်မှာသူကပို့ပြီးတော့ကျွမ်းကျင်နေဆိုပြီးတော့ပြောလိုက်ပါရင်အစာရုံကတော့လူတွေကြောက်သွားပေမဲ့မကြခင်မှာပဲဟန်ဆောင်နေတာကိုတည်သွားခဲ့ပြီးတော့သူ့ကိုလိုက်ဖမ်းကြပါရင်လီရှန်းကတော့နောက်ပြန်ဆုတ်သွားခဲ့ပြီးတော့သူ့ရဲ့အလေးချိန်ကြောင့်ပဲ ်ဘာကတောင်ဆောင်ပေါ်ကနေကိုလိမ့်ကြမလို့ကိုဖြစ်သွားခဲ့ရပါတယ်။ဘာကလူတွေကတော့ကြောက်သွားခဲ့ကြပြီးတော့လီရှန်းကလည်းဒါကိုအခွင့်ကောင်းယူပါပို့ကိုပဲသွားခိုင်းတာလဲဆိုပြီးတော့ပြောလိုက်ပါတယ်။ သူဘာကိုချက်ချင်းထွက်သွားခဲ့ပြီးတော့သူအပြင်ကိုရောက်တာနဲ့ဘာကလည်းပြိုကျသွားခဲ့ရပါပြီ။မြောင်းထဲမှာတော့ပိုနဲ့ဆန်တို့ကလည်းတညာလုံးကိုတိုက်ပွဲအတွက်ကိုပြင်ဆင်နေကြပါပြီ။နေထွက်လာတဲ့ခါမှာတော့သူတို့ဟာပုတ်တင်ရုပ်ထုရဲ့နေရန်ကိုတက်ပြီးတော့ရေတိုက်ရဲ့မြောင်းတွေထဲကနေကိုဝင်ကြပါပြီ။ပိုနဲ့ဆန်တို့ဟာလည်းအိပ်ပျော်နေတဲ့အဆောင်တက်တစ်ခုရဲ့ရှေ့ကိုရောက်ရှိလာခဲ့ကြပါပြီ။ရန်သူများကြီးရှိပေမဲ့လို့သူတို့အတမထွက်ပဲဖြတ်နိုင်ခဲ့ကြပါပြီ။ဒါပေမဲ့လေပိုရဲ့ဟောက်တန်နဲ့လူတွေနိုးသွားတာကြောင့်ပန်နာရဲ့ရေတိုက်ထဲကိုပြေးဝင်ခဲ့ပြီးတော့တကားပိတ်တဲ့ခလုတ်တွေကိုဆွဲလိုက်ပါပြီ။ ဒါပေမဲ့လည်းအဲ့ဒါကြောင့်ပဲထောင်ချောက်တွေကစပွင့်သွားခဲ့ပြီးတော့သူတို့ကိုထိခိုက်မလို့ကိုဖြစ်သွားခဲ့ရပါတယ်။ကံကောင်းဆောင်နဲ့ပဲသူတို့နှစ်ယောက်လုံးကမထိခိုက်ပဲနဲ့ကြီးမားတဲ့အခန်းတစ်ခုစီကိုရောက်သွားခဲ့ရပါတယ်။ဒါပေမဲ့ရုတ်တရက်ထောင်ချောက်တစ်ခုကပိုပေါ်ကိုကျသွားခဲ့ပြီးတော့သူ့ကိုလုံဝကိုပိတ်မိသွားစေခဲ့ပါတယ်။ Blue Force နဲ့ကိုမှမလွတ်နိုင်တဲ့ဂျန်ကလည်းသူတို့ leverage ကိုတုံးဖို့လိုရဲဆိုပြီးတော့ပြောလိုက်တာကြောင့်ပိုကတော့သူ့ရဲ့မှောက်ထုတ်တံကိုပေးလိုက်ပါတယ်။ မော်ဒုတ်တန်လက်ထဲကိုရတာနဲ့ဂျန်ကလည်းထောင်ချောင်းစီကဝေးရကိုသွားခဲ့ပြီးတော့မော်ဒုတ်တန်ကိုချမ်မီလီယံစီကိုပေးလိုက်ပါတယ်ဂျမ်ကလည်းတစ္ဆာဖောက်ဖြစ်ပြီးတော့ချမ်မီလီယိုကဂျမ်ကိုသူများပစ္စည်းခုံးနေတော့တွေ့ပြီးတော့သူကိုယ်တိုင်ပြိုးထောင်ထားတဲ့သူ့ရဲ့လူဆိုတာကိုပြပြလိုက်ပါတယ်။ရှုပ်ထွေးနေတဲ့ပိုကတော့ချမ်မီလီယံကိုပါကြောင်သူ့ရဲ့မှော်တုတ်တံကိုလိုချင်တာလေးဆိုပြီးတော့မေးလိုက်ပါတယ်။သူမကတော့နှစ်ပေါင်းများစွာကွန်ဖူစီယာဖြစ်ဖို့ကြိုးစားခဲ့ပေမယ့်အကောင့်သေးလို့ဘသူကမှလက်မခံကြဘူးဆိုပြီးတော့ပြောလိုက်ပါတယ်။အချိန်ပေါင်းများစွာရှုံးနေပြီးသားတဲ့နောက်မှာတော့သူကကုကုကိုဆင်းလို့က Witchcraft ကိုအာယုံဆိုင်ခဲ့ပြီးတော့အသွင်ပြောင်းနည်းပညာကိုသင်ယူခဲ့ပါတယ်။ ိုင်လောင်းအတွင်ပြောင်းနိုင်ပေမဲ့လို့သူ့လိုမျိုးမတိုက်ခိုင်းနိုင်သေးပါဘူး။ဘာကြောင့်လဲဆိုရင်တော့သူ့ရဲ့ဝိညာဉ်ကဝိညာဉ်လောကတွေမှာရှိနေလို့ပဲဖြစ်ပါတယ်။ဒါကြောင့်မလို့သူမဟာမော်တော်တန်ကိုလိုချင်တာဖြစ်ပြီးတော့ဝိညာဉ်လောကကိုဝင်ပြီးတော့ကြီးမြတ်တဲ့စစ်တီတော်တွေရဲ့ကျွမ်းကျင်မှုကိုခိုးယူချင်တာပဲဖြစ်ပါတယ်။သူ့ကိုတားဆီးဖို့ပို့ကတန်တိုင်းတွေကိုထုဖို့ကိုကြိုးစားလိုက်ပါတယ်။ဒါပေမဲ့လို့တန်တွေဟာလည်းမော်အတန်းတွေကိုမှပြုတ်လုထားပြီးတော့လက်တွေမှမဖြုတ်ဖြတ်နိုင်ပါဘူး။ပဏာကားတော့အောက်ကနေကိုထွက်ဖို့ဆုံးဖြတ်ပြီးတော့မြေကြီးကိုထုလိုက်ပါတယ်။ဒါကြောင့်မလို့အဆောင်တွေကပြည့်နေတဲ့လှေကားတွေတစ်ခုကိုရှားသွားခဲ့ပါတယ်။ဒါပေမဲ့လို့ဒရဂွန်ဝါရီဟာလည်းအားလုံးထက်ကိုပို့ပြီးတော့အားကောင်းတာကြောင့်အများစုကိုရိုက်ချပြီးတော့အခက်အခဲ င်းမရှိဘဲထွက်ပြေးနိုင်ခဲ့ပါသည်။ခံတဲ့နေရာပေါ်မှာလည်းပိုဟာလည်းဂျန်နဲ့ကိုတွေ့ပြီးတော့သူက တစ္ဆာဖောက်မိတာကိုတောင်းပန်လိုက်ပြီးတော့မော်တုတ်တန်နဲ့ချင်းကပ်လာခဲ့ပါပြီ။မော်တုတ်တန်ကိုယူဖို့ကိုလက်ဆန်းလိုက်တဲ့အခါမှာသူ့ရဲ့နောက်မှာတကယ့်မြေခွေးကပေါ်လာခဲ့ပြီးတော့သူ့ရဲ့ရှေ့ကကြံကလည်းအာယုံလဲပိုချက်မီလီယံရုပ်ပြောင်းထားတာဖြစ်ကြောင်းကိုသိလိုက်ရပါပြီ။အနေကနေချင်းကိုအခွင့်ကောင်းယူပြီးတော့မော်ဆီယာမာကပန်နာကိုနေရန်ကားနေကိုတွန်းချလိုက်တာကြောင့်မီတာယာနဲ့ချီပြီးတော့ကိုကြာသွားခဲ့ရပါပြီ။ကန်ကောင်းစာနဲ့ပဲပိုဟာလေတသားလုံးတစ်ခုကိုဆုပ်ခိုင်ပေးလိုက်ပါပြီ။ဒမွေလူချက်မီလီယံရဲ့အဆောင်တစ်ယောက်ကလည်းတကိုင်းကိုဆုပ်ခိုင်ထားပြီးတော့သူ့ကိုလိုက်ပြီးတော့တတ်လိုက်ပါပြီ။တကိုင်းတွေကိုကင်ထားရတာကြောင့်လေပန်နာဟာကိုကိုကိုမကာကွယ်နိုင်ပါဘူး။ပင်ကလာပြီးတော့အထုလေဒီကန်တရှန်လေးကိုမှာ ကယ်တင်လိုက်ပါပြီ။ပိုရဲ့ဖေကတော့တတိယဆန်ကိုရိုက်ချပြီးသွားတဲ့နောက်မှာပိုကင်ထားတဲ့တကိုင်းကလည်းကျိုးသွားခဲ့ရပါပြီ။ လူကြဖို့ကိုနေသွားပေမဲ့လို့ကံကောင်းစွာနဲ့ပဲလီရှန်ကတော့ကန်နိုင်လိုက်ပါရင်သူတို့တော်ရောက်ကတော့လုံခြုံတဲ့နေရာတစ်ခုမှာစကားစမိပြောကြပြီးတော့ပိုကတော့ Stage of Wisdom ဟာ Chameleon ကိုရောက်နေပြီဆိုပြီးတော့ပြောလိုက်ပါရင်တားကိုနှစ်သိပ်ဖို့ပင်ကလည်းသူဟာဝိညာဉ်ရေးရကောင်းဆောင်ဖြစ်ဖို့ကိုအချိန်ကျပြီဆိုပြီးတော့ပြောလိုက်ပါရင်ခန့်တက်မှာတော့ Chameleon ကလည်း Janet ကိုစကားပြောပြီးတော့ပိုကိုမေးဖို့ကိုပြောလိုက်ပါရင် City Guide လေသွားတဲ့သူဟာလည်းအလွယ်တကူကိုဆုံးပြစ်ခံရတဲ့သူတွေဆိုပြီးတော့ပြောလိုက်ပါရင်မြေခွေးစဉ်းစားနေတော့မှပဲ Chameleon ကမော်တော်တန်ကိုတုံပြီးတော့ဝိညာဉ်လောကစီကိုတကားဖွင့်ကတိုင်လောင်းရဲ့စွမ်းအားတွေကိုခိုးယူဖို့ခေါ်လိုက်ပါရင် ဒါကိုခွင့်မပြုတဲ့တန်လောက်ကတော့ချက်မီလီယိုစစ်သားတွေကိုတိုက်ခတ်လိုက်ပေမဲ့ Empress of DG ရဲ့ချက်မီလီယိုကိုဘာမှကိုမှမလုပ်နိုင်ခဲ့ပါဘူး။သူမရဲ့ရှာနဲ့တန်လောက်ရဲ့ဆွဲရည်တွေကိုဆွဲယူလိုက်ပါရင်အိုင်းကုန်ခန်းသွားပေမဲ့လို့တန်လောက်ဟာလှုပ်ရှားရခတ်နေပြီးတော့ချက်မီလီယိုကတော့အလွယ်တကူပဲတိုက်ခတ်လိုက်ကာလှောင်ရင်းလေးကိုထည့်လိုက်ပါရင်ရှီဖူရဲ့ရခင်တပည့်ရဲ့ဆွမ်းအားတွေကလည်းရရှိလာခဲ့ပြီးတော့ချက်မီလီယိုကတော့တကားထပ်ခွင့်ပြီးတော့ပုံများတဲ့စစ်တီတွေရဲ့ဝိညာဉ်တွေကိုခေါ်လိုက်ပါရင်အလုံးရဲ့ဆွမ်းအားတွေကိုဆုပ်ယူသွားပြီးတော့ဂျန်ကလည်းသူ့လုခဲ့တာတွေကိုကြည့်နေခဲ့ပါရင် ။နိုင်ငံပေါ်မှာတော့ပိုဟာလေသူမှောက်တုတ်တံကိုပြန်ယူဖို့ချက်မီလီယိုစီကိုတွားခဲ့ပါပြီ။လမ်းမှာတော့ဂျန်နဲကိုတွေ့ပြီးတော့ဂျန်ကလည်းထွက်ပြေးဖို့ကိုစူးစမ်းနေတာပဲဖြစ်ပါပြီ။ပိုကိုတွေ့သွားတဲ့အခါမှာဂျန်ကလည်းသူအမှားလုံးမိခဲ့တာကိုတောင်းပန်ပြီးတော့စင်မကောင်းချောင်းကိုပြောလိုက်ပါပြီ။ဒါပေမဲ့လို့ပိုဟာလေအရန်ကိုမှစိတ်ဆိုးနေပြီးတော့ဘာမှကိုမှမပြောဘဲခန့်တက်စီကိုတွားလိုက်ပါပြီ။သူကိုတားဖို့မြေခွေးကတော့ဒဂွန်ဝါရီယာနဲ့တယောက်တည်းကိုတိုက်ဖို့ကိုဆော့ဖြတ်လိုက်ပါပြီ။သူရဲ့ပြန်မဲကတော့ကျွမ်းကျင်ပေမဲ့လို့ပိုဟာလေတိုက်ခိုက်ဖို့ကိုစိတ်မဝင်စားပါဘူး။ဆက်သွားဖို့ကိုကြိုးစားလိုက်ပေမဲ့မြေခွေးကတော့လိုက်ပြီးတော့သူ့ကိုဖက်ကနောက်ထပ်တစ်ချိန်ကိုမှအခွင့်ရေးပေးဖို့ကိုတားဆိုလိုက်ပါပြီ။ ပိုကားတော့ဂျမ်တယောက်တည်းလုံးတဲ့အမှားမဟုတ်ကြောင်းပြောပြီးတော့အခုသူပါခွင့်ရေးတိတ်မရှိတော့ပေမဲ့အမှန်ပြမှုကိုလုံးနေပြီဖြစ်ကြောင်းကိုပြောလိုက်ပါတယ်။ Dragon Warrior ထထွားတဲ့အခါမှာဂျန်နဲ့ပိုရဲ့မိဘတွေကလည်းကုညီဖို့နီလန့်တွေကိုစဉ်းစားလိုက်ကြပြီးတော့စစ်တပ်လိုအပ်တယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်ပါတယ်။ ဲအဲအကြောင်းပဲသူတို့ကလှိုင်ကောင်းလေးကိုသွားပြီးတော့မြို့ရဲ့တကူတွေကိုစုဖို့ကိုစူးစမ်းပိုင်အားလုံးကသူ့ကိုဝိုင်းပြီးတော့ရှောင်ကြတာကြောင့်သူကတော့ပိုလို့ပဲဆိုရစကားတုံးဖို့စူးစမ်းပေမဲ့မအောင်မြင်ပါဘူးသူတို့ကတော့ဂျန်ကချမ်မီလီယိုကိုဖျောက်ချပြီးတော့တခြားသောမကောင်းတဲ့အရာတွေလုပ်ဖို့သူတို့ကိုလာခေါ်နေတယ်လို့ထင်နေကြတာပဲဖြစ်ပါတယ်ဒါပေမဲ့လို့ခဏကြာမှပဲသူတို့အားလုံးကဂျန်ပြောရကိုလက်ခံလိုက်ကြပြီးတော့စစ်တပ်ကိုဖွဲ့စည်းလိုက်ကြပါတယ်ခံတက်မှာပဲပိုဟာအဆောင်တွေကိုစောင့်ရှောက်ပြီးတော့ချမ်မီလီယိုစီကိုချင်းကပ်သွားခဲ့ပါတယ်ချမ်မီလီယိုကတော့လော်ရှန်လိုမျိုးမကောင်းစိုးဝါးတွေရဲ့ဝိညာဉ်တွေဆက်ဆုံနေပါတယ်ပိုကိုမြင်တဲ့ထိုင်လောင်ကတော့ အောက်ကွေးဟာလည်းဒေါကဝါရီယာဖြစ်ဖို့ကိုရွေးတာမှားတယ်ဆိုပြီးတော့အရင်ကထင်ခဲ့ပေမဲ့လို့မော်တုတ်တန်ရန်သူရဲ့လက်ထဲကိုရောက်မှအမှားတိလိုက်ရတယ်ဆိုပြီးတော့ပြောပါရင်ဒါပေမဲ့လို့ပိုကတော့ပစ္စည်းပြန်ရပြီးတော့စစ်တီအားလုံးရဲ့ဆွမ်းရည်တွေပြန်ရစေရမယ်ဆိုပြီးတော့ပြောလိုက်ပါရင်အပြင်မှာတော့လီရှန်ကတော့အဆောင်တွေရှိမှထပ်ပြီးတော့လှည့်စားဖို့ကိုစူးစမ်းပါရင်သူကတော့ချမီလီယံမထွက်လာခင်နောက်နိုင်ရမယ်ဆိုပြီးတော့ပြောလိုက်ပါရင်ဘသူကမှသူ့ကိုမယုံကြပဲနဲ့လိုက်ဖမ်းတာကြောင့်လီရှန်ကပြေးလိုက်ခဲ့ပြီးတော့သူ့ရဲ့တကူစစ်တပ်နဲ့အဆောင်တွေကိုပြန်ပြီးတော့တိုက်ခတ်လိုက်ပါရင်သူတို့အာယုံလွှဲထားတော့မှပဲဂျန်ကတော့အဆောင်တွေကိုဝင်သွားခဲ့ပါရင် ်အထင်းမှာတော့ပိုကပေါ်လာခဲ့ပြီးတော့မော်တော်တန်ပြန်ယုံမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ဒါပေမဲ့လို့ Empress of Disguise ကတော့ Chameleon ကမော်တော်တန်ကိုပြန်ပေးလိုက်ပြီးတော့သူလိုချင်တာရပြီဆိုပြီးတော့ပြောလိုက်ပါတယ်အခုသူ့မှာအကောင်းဆုံးစစ်တီတွေရဲ့စွမ်းရည်တွေနဲ့ မော်ဆွမ်းအားတွေရှိနေပြီဖြစ်တာကြောင့်ချမ်ပီလီယံကပို့ကိုစင်ခေါ်လိုက်ပါပြီ။ Dragon Warrior ကတော့ချမ်ပီလီယံကိုဒါရီကိုသူပြောင်းလဲနိုင်သေးတယ်ဆိုတာကိုဖြောင်းပြပြီးတော့သူ့ရဲ့အစီအစဉ်တွေကိုဖျက်ခိုင်းဖို့ကိုစ조사လိုက်ပါပြီ။ဒါပေမဲ့လို့သူဖြောင်းပြတာကမှအောင်မြင်မဲနဲ့အကန့်ခံလိုက်ရတာကြောင့်အခန်းထဲမှာလွတ်ထွက်သွားခဲ့ပါပြီ။ပုံစံမျိုးမျိုးပြောင်းပြီးတော့တိုက်ခိုက်ပြီးတော့ချမ်ပီလီယံကတိုက်ပွဲမှာအသာစီးရနေခဲ့ပါပြီ။သူကတော့အားလုံးကိုတပြိုင်တည်းကိုလုံနိုင်စွမ်းရှိတာကြောင့်သူ့ရဲ့စွမ်းအားကိုအသုံးချပြီးတော့တိုင်လောင်ကတော့အသွင်ပြောင်းကနောက်ဆုံးထိုးနှက်ဖို့ကိုပြင်ဆင်လိုက်ပါပြီ။အဲ့ဒီအချိန်မှာပဲဂျန်ကပေါ်လာခဲ့ပြီးတော့အရန်လေးတဲ့လောင်ရင်တစ်ခုကိုချမ်ပီလီယံအပေါ်ကိုပြစ်ချလိုက်ပါပြီ။ ဒါပေမဲ့ချမ်ပီယံကဆင်းအတွင်ကိုပြောင်းပြီးတော့ဂျန်ကိုနှမောင်းနဲ့ကိုမှဖန်လိုက်ပါရင်အခွင့်ကောင်းယူပြီးတော့မြေခွေကဆင်းနှကောင်းနဲ့ကိုမျိုးစေ့တစ်စီးကိုထည့်လိုက်ကြကြောင်းချမ်ပီယံကတော့နင်သွားခဲ့ပါရင်နောက်ဆုံးတိုက်ပွဲဖြစ်ဖို့မော်ဆီယာမကတော့သူမရဲ့ခန္ဓာကိုအစိပ်ပိုင်းတစ်ခုစီကိုမတူတဲ့ဆီယာတူရဲ့လက္ခဏာတွေနဲ့ကိုမှပြောင်းလဲလိုက်ပါရင် သူကတော့အေယာမချင်းမရတကောင်အဖြစ်ကိုမှခန်တက်ကိုဖျက်ဆီးလိုက်ပြီးတော့အရှိထွေးတွေဂျားရဲကနေပြီးတော့ခြံကိုဖမ်းပြီးတော့ပြန်တက်သွားခဲ့ရပါပြီ။ပိုကတော့နောက်ကနေခုံပြီးတော့ငကားမိကိုကန်လိုက်ပါပြီ။အခက်အခဲရှိပေမဲ့လို့ပန်နာဟာချင်းမရအမ်ပရက်စ်ရဲ့ဥရုပေါ်ကိုတက်ပြီးတော့သူ့ရဲ့ခေါင်းကိုနောက်ပြန်ဆွဲလိုက်ပါပြီ။သူ့ရဲ့မော်တော်တန်နဲ့ချင်းမလီယုံကိုထိန်းချုပ်ပြီးတော့လဲသွောင်းအောင်လို့ကိုလွတ်လိုက်ပါပြီ။အဲဒါကြောင့်မေမကောင်းဆိုးဝါးကမူသွားခဲ့ပြီးတော့တုံးရဆလုံးကလဲချသွားခဲ့ရပါပြီ။ကျန်ကတော့ပိုတရီလစ်နေတာကိုမြင်ပြီးတော့ကိုကြီးဖို့ပြေးသွားပေမဲ့အဲ့ဒါကတော့အသွင်ပြောင်းထားတဲ့ချက်မီလီယံဖြစ်နေခဲ့ပါပြီ ်ပွန်တူပိုကတော့သူ့ကိုတိုက်ခိုက်မယ်လို့ပြောပြီးတော့မကောင်းဆိုးဝါးကိုတိုက်ခိုက်လိုက်ပါတယ်တိုက်ခိုက်မှုတွေကြောင်းပဲအလင်းတန်းကြီးကထွက်လာခဲ့ပါတယ်ပိုကတော့တိုက်ခိုက်ခံလိုက်ရပြီးတော့မော်တော်တန်ဟာလည်းအဝေးကြီးကိုရောက်သွားခဲ့တာကြောင့်ပြည်ယူဘူးစူးစမ်းလိုက်ပါတယ်ချမလီယိုကနောက်ကနေကိုလိုက်လာခဲ့တာကြောင့်ပိုကလည်းသူ့ရဲ့ပွန်တူချမလီယိုကိုကန့်ပြီးတော့မော်တော်တန်ကိုပြန်ရသွားခဲ့ပါတယ်ချမလီယိုနဲ့ထိုးနှက်ပြီးတော့လေထဲကနေကိုတိုက်ခတ်လိုက်ပါရင်ချမလီယိုကပြင်ဆင်လာတဲ့အခါမှာရှာနဲ့ပိုကိုဖမ်းပြီးတော့လောင်ရီစီကိုပြစ်လိုက်ပါရင်မကောင်းဆိုးဝါးကတော့လောင်ရီတစ်ခုကိုမီးရှို့ပြီးတော့ပိုစီကိုပြစ်လိုက်ပါရင် ပိုဟာလေကာဝေဘုတ်ကိုစူးစမ်းရင်းနဲ့လက်တွေကလည်းမီးလောင်သွားခဲ့ရပါတယ်။မကျင်တဲ့တဲ့ချက်မလီယိုကတော့မီးတောက်တန်တိုင်းတွေကိုထပ်ပစ်လိုက်တာကြောင့်ပစ္စည်းတွေကိုပါပေါင်းဆက်ပြီးတော့ပို့ကိုလည်းလုံးဝကုန်မပိတ်မိသွားစေခဲ့ပါတယ်။ကုညင်ချင်းရဲ့ကြံကတော့ပို့ကိုလုံးဝလိုလို့ဖို့ကိုစူးစမ်းလိုက်ပါတယ်။ပို့ကတော့မြေခွေးကိုအလုပ်ပြီးတော့အောင်လို့လို့ဖို့ပြောပြီးတော့မော်တော့တန်ကိုပေးလိုက်ပါတယ်။မော်တော့တန်ရဲ့ကြံကလည်းချက်မလီယိုစီကိုသွားခဲ့ပြီးတော့ချက်မလီယိုကလည်းသူ့မကိုချက်ချင်းကိုမှတိုက်ခတ်လိုက်ပါတယ်။သူ့ကိုလည်းပဲညှင့်ရင်နဲ့တစ္ဆာဖောက်တယ်လို့အော်လိုက်ပါတယ်။ ဂျန်ကတော့တိုက်ခိုက်တာကြွညင်ပေမဲ့ချက်မီလီယွန်ကိုတော့မနိုင်ပါဘူး။ဒါပေမဲ့လို့သူကတော့အတွင်းစစ်ညဉ့်ညက်မှုရှာတွေ့ပြီးတော့မော်တော်တန်ကိုသာတုံးကခြိလိုင်းတစ်ခုကိုပြစ်လိုက်တာကြောင့်မကောင်းဆိုးဝါးကိုအဝေးကမှတွန်းပို့လိုက်တယ်လို့ဖြစ်သွားခဲ့ရပါပြီ။အဲ့ဒီအချိန်မှာပဲပိုကပေါ်လာခဲ့ပြီးတော့ဂျန်ကိုလည်းချီချူလိုက်ပါပြီ။စကားပြောနေတော့မှပဲ Ambrose Disguise ကထပြီးတော့သူတို့စီကိုခုံလိုက်ပါပြီ။ ပိုကားတော့တတိထားမိပြီးတော့ခုံတက်ကခြေအားနဲ့ကိုမှဥကောင်းကိုထိုးလိုက်ပါရင်ဒရဂွန်ဝါရီယာကတော့ခြေစွမ်းအားနဲ့ကွန်ဖူစီတီရော်တွေကိုပြန်ခေါ်ပြီးတော့သူတို့စွမ်းအားတွေကိုပြန်ပေးလိုက်ပါရင်သူတို့ကရန်သူတွေဖြစ်ပေမဲ့လို့တိုင်လောင်အပဝင်အာလုံကပိုကိုကျေးဇူးတင်ပြီးတော့ချီးကျူးကြပါရင်အောက်ကွေးဟာလည်းပိုကိုရွေးတာမှန်ကြောင်းတိုင်လောင်ကပြောလိုက်ပါရင်မော်ဒုတ်တန်နဲ့ပန်ဒါဝါရီယာကဝဉ္ကြီးလောကစီကိုပြန်ပို့တကားဖွင့်ပေးလိုက်ပါရင်သူရဲ့ရန်သူဟောင်းကြီးကိုနောက်ဆုံးအနေနဲ့နှုတ်ဆက်လိုက်ပြီးတော့တိုင်လောင်ကလည်းဝဉ္ကြီးလောကစီကိုချမ်မီလီယံကိုပါခေါ်သွားခဲ့ပါရင်ဒီနေ့သူတို့တစ်ဖက်မှာလည်းပြန်တွေ့မယ်ဆိုပြီးတော့ပြောလိုက်ပါရင် ဖလီဇော့ဖစ်ပါလဲဂျန်ကအေးစစ်စစ်အချိန်ဖြုံးလို့ရပြီဆိုပြီးတော့ပြောလိုက်ပေမယ့်ပူကလည်းသူ့အတွက်ကိုတခြားသောအစီအစဉ်ရှိတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ဂျေးဖလစ်ပါအလုပ်ရနိုင်တယ်ဆိုတာကိုပြောခဲ့ပြီးတော့ဂျန်ကိုလည်းဒဂွန်ဝါရီယာဖြစ်နိုင်တယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။လေကျင်းမှုစတင်ဖို့ရှီဖူကတော့ဖီဒီယာ5ကိုပြန်ခေါ်လိုက်ပါတယ်။တရုတ်နိုင်ငံရဲ့အကောင်ဆုံးဆရာတွေကိုခေါ်ယူပြီးတော့ငကားသူရဲကောင်အစ်စ်ကိုလေ့ကျင့်ပေးလိုက်ကြပါတယ်။ကေဒီနီယာလေးမှာပဲကျွန်တော်တို့ရဲ့တင်ဆက်မှုကလည်းပြီးဆုံးသွားခဲ့ရပါတယ်ခင်ဗျာ။ အခုလိုမျိုး animation ဆက်ကားကောင်းလေးတွေကိုစဉ်ဆက်မပြတ်ကိုကြည့်ရှုနိုင်ဖို့ကျွန်တော်ရဲ့ Magic Minute Channel လေးကိုလည်း Like and Subscribe ရေးတွေပြုလုပ်ပေးခဲ့ကြပါအောင်နော်။ဒါဆိုရင်နောက်တစ်နေ့မှာဆက်ကားကောင်းတွေနဲ့တူပြန်လည်တွေ့ဆုံကြပါစို့လားခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။